တစ်တက်ကဖိုင်းရင်တစ်တက်ကထောင်လိုက်ထားမှာတမောပီရက်ကဖိုင်းရင်อืมရဲရဲတော့ပီပီရက်အန်ဒီရဲကတော့ကင်းဝေးသွားတာပေါ့တော်လံမျိုးတွေအားလုံးပဲငလီမေးရေးပြီးနဲ့မေးပြီးတံမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကို Jet Revolution Channel လေးရဲ့ပြန်လည်ကြိုလိုက်ပါရစေဗီဒီယိုလေး reaction မလုပ်သွားပေးခင်မှာတော့ယနေ့ဇွန်လ3ရက်နေ့အင်္ဂါနေ့ရဲ့ညပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းအချို့ကိုအချင်းချုပ်ဖော်ပြပြသဖြစ်တဲ့တော်လံမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှိဖို့ဒီနေ့အမြဲထက်မှန်တောင်းဆိုလိုက်ပါရစေ ရောင်းစုံနေနဲ့ကတော့ဘလန်မျိုးတွေအားလုံးပဲဒီညမှာလည်းသတင်းကောင်းတွေပဲကြားမှာဖြစ်တဲ့အတွက်ပျော်ရွှင်ရွှင်နဲ့နားဆင်အောင်မှာဖြစ်ပါတယ်ရောင်းသုံးတဲ့နေပုံနေကတော့ပကံမြို့တိဂံကောရက်ွက်စရက်မှာ ယူစောဒီကောင်းဆောင်ဇော်ဇော်ပောင်းဝင်းယူစောဒီကိုဦးဟာပြည်သူများထံမှစက်ကြီးကောင်းနေစမှာပဲဝင်ရောက်ပစ်ခတ်ခံရပြီးတော့ရှေ့ဦးလုံးဒေဆုံးသွားကြောင်းသိရှိရပါတယ်။ဒါဟာမန္တလေးတိုင်းပကံမြို့တွေဂံကောရက်ွက်ဇရက်မှာအကြမ်းမဆစ်တဲ့လက်အောက်ခံယူစောဒီကောင်းဆောင်ဇော်ဇော်ပောင်းဝင်းယူစောဒီကိုဦးဟာပြည်သူများထံမှစက်ကြီးကောင်းနေစမှာပဲဝင်ရောက်ပစ်ခတ်ခံရတာဖြစ်ပါတယ်။အခုတော့ပကံမြို့တွေဂံကောရက်ွက်မှာအကြမ်းမဆစ်တဲ့လက်အောက်ခံတက်ထွက်ယူစောဒီကောင်းဆောင်ဇော်ဇော်နဲ့၎င်းနောက်လိုက်ယူစောဒီရှေ့ဦးဟာရက်ွက်ထိပ်မှရှိတဲ့ဇရက်မှာပြည်သူများထံမှစက်ကြီးကောင်းနေကြောင်းသတင်းရရှိပြီးနောက်မြေစစ်ကြောင်းနဲ့ မဟာမိတ်အဖွဲ့တွေကသွားရောက်ပစ်ခတ်တိုက်ခိုက်ကြကြောင်းသိရှိရပါတယ်။ထပ်တနည်းမှာတော့အချမ်းဘတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းအမင်းဖြင့်နိုင်ငံတော်မှာရှိတဲ့လိုင်းစင်းမဲ့ကားများနဲ့ဆိုင်ငယ်များကိုစီမံချက်ဖြင့်စစ်ကောင်စီကဖမ်းဆီးရမှာတော့ငွေညစ်ခံရမှုတွေထောင်ဒဏ်တစ်နှစ်ချခံရမှုတွေဖြစ်ပေါ်နေကြောင်းသိရှိရပါတယ်။အဲအိမ်ပြင်မှာပဲစစ်မှုတန်းအဖြစ်ဖမ်းဆီးစုဆောင်ခံရမှုတွေကလည်းအကြီးအကျယ်ဖြစ်ပေါ်နေကြောင်းသိရှိရပါတယ်။ဒါဟာဇွန်လ၁ရက်နေ့မှာစတင်ပြီးအချမ်းဘတ်စစ်ကောင်စီကလိုင်းစင်းမဲ့ကားနဲ့ဆိုင်ငယ်များကိုစီမံချက်ဖြင့်ဖမ်းဆီးနေရမှာနိုင်ငံတော်မှာငွေညစ်မှုတွေလိုင်းစင်းရှိဆိုင်ငယ်နဲ့ကားချင်းချောင်းငွေတောင်းခံမှုတွေ တိုင်းလိုင်းစင်မဲ့ဆိုင်ငယ်တင်ကစီးနင်းသည်ဟုဆိုကပစ္စည်းသိမ့်၍လူကိုယ်လဲတရားရုံးတင်ထောင်နှံတလချမှတ်မှုတွေနဲ့အတူလိုင်းစင်မဲ့ဆိုင်ငယ်နဲ့ကာစီသူလူငယ်တချို့ကိုစစ်မှုတန်းဖြင့်သူဆောင်မှုတွေဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါတယ်။ဒါ့အပြင်လက်ရှိစစ်ကောင်စီရဲ့စီမံချက်ကြောင့်နိုင်ဧကူညီမှုနဲ့လူနာတင်ကပရိုက်တဲ့လူငယ်များအားလုံးရနာထားရောက်ကြောင်းနဲ့နိုင်ဧကနဲ့လူနာတင်ကမြတ်မှလိုင်းစင်မဲ့ကားများဖြစ်နေ၍စီမံချက်တွေအကျုံးဝင်နေသောကြောင့်ကုညီကယ်ဆယ်လူငယ်များနဲ့ယာယီဆိုင်ထားရကြောင်းပရိုက်တာဖွဲ့ဝင်များကလည်းထူထားတာတွေ့ရှိရပါတယ်။ကျွန်တော်တို့နိုင်ဧကူညီမှုအသင်းမှာကားတွေကုန်လုံးကလိုင်းစင်မဲ့ကားတွေပါ။ မြန်ပြည်ကထွေရုပ်ရဲ့ရဲကစီမံချက်ကာလတော့ရထားပြပါဆိုလို့အကုန်ရထားရတယ်မတက်နိုင်ဘူးလို့လည်းပြောပါတယ်လို့လည်းဘိုးမျိုးဘကတွေးလူနဲ့နာရေးကူညီမှုတင်ရိုက်တာဖွဲ့အုပ်ကလည်းရှင်းပြထားတွေ့ရှိရပါတယ်စစ်ကောင်စီခြေဆိုင်ရာနေပြည်တော်မှာနေလဲလိုင်းစင်မဲ့ကန်းနေဆိုင်ငယ်များကိုစစ်တပ်ရဲ့ရဲများကဖမ်းဆီးရမှာအဓိကအပြင်ဆိုင်ငယ်များအဓိကဖမ်းဆီးခံနေကြအောင်ဖြစ်ရှိရပါတယ်နောက်ထပ်တဲ့နေ့ပုတ်ကတော့အလုံးသိတဲ့အတိုင်းပါပဲဒီနေ့မှလုံးဝကိုပါမယ် အော်ဖြစ်နေတဲ့တဲ့င်းတစ်ခုလည်းဖြစ်ပါတယ်ဒါကတော့အားလုံးသိတဲ့အတိုင်းပဲခွေးတကောင်ခွေးတွေကပြန်ဆွဲသွားတယ်ဆိုတဲ့အကြောင်းပါပဲမင်းအွန်လိုင်းပေါဝင်စစ်ရာရှိတွေကိုဆဲဆူခဲ့တဲ့စစ်လော်ဘီဇော်ဘုံရင်ကိုဆက်သွယ်ရေးဥပဒေသိမ့်မှောင်ခုမှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုတဲ့စစ်ကောင်စီတပ်ကပြန်ဖမ်းတာတွေကိုသိရှိရပါတယ်ဒွန်လာ၂ရက်နေ့မိုးနဲ့တနားကြော်ချိန်ပြည်ဦးနေမှာနေထိုင်တဲ့စစ်လော်ဘီဇော်ဘုံရင်ကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းမင်းအွန်လိုင်းပေါဝင်စစ်ရာရှိအမျိုးကိုဆဲဆူသီးအတွက်ရန်ကုန်တိုင်းတကူမြို့တိတောင်ပိုင်းမြို့နယ်မှာရက်စကန်မှာပါမ38 2005 စစ်တွေဥပဒေပုံမှ66ကာကြီးမြင်မဘာသားနဲ့စစ်တထောက်ကန်သူတို့မူမူခိုင်ကမေလာ9ရက်နေ့ကမှုဖွင့်ခဲ့ကြောင်းဗဖုံးဟင်ဟာ၎င်းရဲ့ Telegram Channel မှာစစ်တရာရှိများဝေဖန်မှုများဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းဒါကြောင့်စွန်းနာ9ရက်နေ့မှာတော့စစ်တရာဇော်ဖုံးဟင်ကိုဖမ်းဆီးသွားခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်ကတော့တီချာတဲ့ညီနိုင်မီပြန်ထွက်လာရင်တော့မပြောတတ်ဘူး။ဒါပေမဲ့ဒီတစ်ခါတော့ညီနိုင်မီထွက်ဖို့တော့ခက်မှထင်းတဲ့သူ့ကိုဆွဲထားတဲ့အမှုတွေကများလို့လေရဲသတင်းမြေကဖော်ပြထားပါတယ်။ရန်ကုန်ခြေဆိုင်မဘာသားတိုင်းဝန်ကတော့ဇော်ဖုံးဟင်ကိုစစ်တွေရဲ့ဥပဒေသိမ်းမောင်းခုမှုဒဏ်ရာမှု ိုင်းစင်မဲ့ကားရောင်းဝယ်မှုနဲ့အမှုတဲ့ဖမ်းဆီးတာတို့သိရှိရပြီး၎င်းကိုပြန်လုပေးရေးမဘာသာဥဆောင်သူချုပ်ကစစ်တပ်နဲ့ညှိနှိုင်းနေကြောင်းလည်းသိရှိရပါတယ်။ဖမ်းဆီးမခံရနေသောဘုန်းကြီးဟာစစ်လုံမျက်ဖြစ်ကြတဲ့ကျော်စိုးဦးသတင်းဦးတို့နဲ့ဘုံရမျိုးအနောက်မြောက်တိုင်းစစ်တပ်နာချုပ်ပောင်းဝင်းတကိုင်းနဲ့မန္တလေးကိုလည်းတွားရောက်ခဲ့ကြောင်းသိရှိရပါတယ်။ဘုန်းကြီးကဖမ်းခံရတာဟုတ်လားဗျာ။ဟောဘုန်းတော်ဝေးဖမ်းခံရတာ။ကျမဗျာ။ဟိုပါဗော။ဦးစင်စစ်စင်းမင်းများခံရပါဘော။ဟိုပါဗော။ဘုန်းတော်ဘိုးကြီးဘာကြောင့်အဲ့လိုတော့ကြားနေရတယ်။ကျမဗျာ။အဲ့နဲ့ဘာပဲပြောပြောဗော။ဟွန်း။ကံကောင်းနဲ့ပြောရမှာ။ တမပါဗျာသစ်တက်ကဖန်းတယ်သစ်တက်ကဖန်းတယ်သစ်တက်ကဘာလို့လဲဆိုတော့တစ်ဖက်ကမကျင်တော့တိုက်လို့ရှိရင်တော့ဥပဒေမှာတော့လောရမှာပဲတမပါဟုတ်ဘာမှုလို့တော့မတီးကြော်တယ်ကိုသောဝင်းကန်ကောင်းတာပေါ့အပြစ်မှာဆိုရင်ဒီ PDF ကဖန်းသွားရင်ငေါက်ဖြတ်ခံရမယ်အတက်ခံရမယ်စစ်တပ်ကဖမ်းသွားရင်ထောင်ကျောင်းမှာလည်းလိုပါမရှိဘူး။တမမဟုတ်လား။တမပြ။အဲ့တော့အစိုးရကအကောင့်တစ်ခုပဲပြောရမှာ။ဒါတပိတော့လည်းရေရက်ရှေ့ဟာတုံးတက်ပါတယ်။ ားအတလီအဲ့လိုဆဲဆူမိတာလေးတွေများလာဘူးမြို့လို့ကြတော့ကြီးတွေတခုကြီးကိုသုံးတက်တာကိုတမပါဘူးအဲ့တော့ဘာဆိုတော့စိတ်မကောင်းစိတ်မကောင်းရုံကလွဲလို့ပေါ့ဒါနဲ့ကုသိုလ်ဘုန်းကြီးကအဆိုးတွေကဟိုဟိုအဆိုးတွေကအကောင်းမဲ့တွေ့ရမကန်ကောင်းနဲ့ပြောရမှာတမပါဘူးစစ်တပ်ကဖမ်းရင်စစ်တပ်ကထောင်မဲ့ချပါတမပါဘူး PDF ကဖမ်းရင်ရဲဆက်ဆက်တက်ရဲဆက်ဆက်လို့အဲ့တော့သူ PDF ရဲ့အန်ဒီရဲကတော့ကင်းဝေးသွားတာပေါ့ ဆမမဟုတ်လားဆမဆန်တဲ့လူတွေတပည့်တော်တို့ကိုယ်ကတိုင်တဲ့ကိုကျော်သူတို့မှာ10ဦးတို့တော်တော်များများရှိရဲတက္ကသိုလ်ဝိုင်းရံထောက်ခံလို့ကိုကျော်မျိုးမင်းတို့အများကြီးရှိရဲဟိုကနောင်တော်လေးတို့ဟိုကဘိုးအောင်မင်းတို့အများကြီးအများကြီးပါတဲ့ဟိုနာမကဒါမှစပိုက်တာစုတို့ဟိုကကျော်မိုးတို့အများကြီးရှိရဲသူတို့တွေဆိုလို့ရှိရဲအပြင်းသွားရမလို့မလုံဘူးလေဆမပြည့်အန်ဒီရဲ့ကြောက်ပါအဲ့တော့ကိုတော်ဖောင်းရတာထောင်ထဲမှာတော့တကယ်လို့ထောင်ထဲရောက်ခဲ့ရဲလဲ တောင်ထဲမှာတော့ဥစဉ်လည်းနေခဲ့တယ်မြို့လည်းနေခဲ့တာပဲမဟုတ်လားတမပါဘုရားတောင်ထဲမှာတော့ ECC စာအုပ်လေးခိုင်းလိုက်ဟုတ်လားတမပါမနေ့စာပြုတ်လေးတောင်းလိုက်ခေါင်းကစားပုံမှန်လာလို့ရှင်ခေါင်းဝင်ပါလို့ရတဲ့အနေသားလို့တမပါဘုရား ECC ထောင်ထဲမှာတော့အစီအစဉ်ကျမကြီး အသက်ရှည်ပူပြီးမှအသက်ရှည်သွားတာပေါ့တမန်ပါအသက်ရှည်ကြောင်းနီလန်ကောင်းနေခေါင်းထဲမှာလုတ်ပေါ့တမန်ပါဒါလည်းမတိကြသေးပါဘူးခေါ်ယူစစ်စစ်မင်းများနဲ့အစ်စ်မယ်ရှည်ရဲ့လို့ပြီးတော့ကြားလာတမန်ပါပုံမှန်တွေပါပုံမှန်တွေပုံမှန်တွေမဆွဲမချင်းရတော့တပြိုတော့နေနဲ့ကြောလို့ရတယ်ဟုတ်လားတမန်ပါအဲ့ဒါပဲဟုတ်တယ်ဟုတ်တယ်ဦးစင်နော်တမန်ပါဟိုစစ်စစ်မင်းများနာတော့တပြိုတော့လာတစ်စင်ကြားရတယ်ဒါပါပဲဒါပါအဲအလုံးမဲ့ဒါကိုကြည့်မယ်ဆိုအောင်တွေ့တိုင်းပါပဲဘောမာတွေကဘယ်တော့ပြီတော့မှအကြောက်တရားတွေလွှမ်းမှုန်နေဆိုတော့ကျွန်တော်တို့တော်လန်ပြည်သူတွေရောတော်လန်ရဲဘော်တွေရောအလုံးမြင်ရမှာဖြစ်ပါတယ် သူတွေခင်ဗျာမှာထောင်ကြတော့သူတို့ကပျော်ရွှင်နေတဲ့အနေထားတစ်ခုရောက်နေတဲ့အနေထားတစ်ခုသွားပါပြီ။ဟောလဲဆိုတော့သူတို့ရဲ့ဘဝတွေအပြင်မှာဘလောက်ထိမလုံခြုံနေဆိုတော့သူတို့ကိုယ်တိုင်သူတို့ကိုယ့်ကိုယ်ကိုယ်ဝင်ပြောပြနေတဲ့နေသူကိုအလုံးတွေ့ညာဖြစ်ပါတယ်။ဒီမျိုးနေတွေကိုရောက်ဖို့မင်းတို့နောက်နေတိုင်းနောက်နေတိုင်းမှာလောင်ကျွမ်းနေအောင်တို့တော်လန်ပြည်သူတွေနဲ့တော်လန်ရဲဘော်တွေရဲ့တိုက်လို့အောင်မှာဆိုတာမင်းတို့စောင့်ကြည့်ထားလိုက်တော့နော်။ပေါ်မှာတိုက်အော်တဲ့တင်ပုတ်နေနဲ့ကတော့အချင်းပြီးနေဖားကန့်မျိုးနဲ့မော်စီဇာနီသူ့ဘွမ်းကြီးရွာမှာရှိတဲ့ကြောက်မြေလောက်ကမှာရန်ကုန်တောင်ပေါက်ကွေးမှုဖြစ်ပွားခဲ့ပြီးလုံသားနှုတ်ဦးတည်ဆုံးက တဲဦးတန်ရရှိခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားပါဗျ။ပြည်စင်သေးသေးကတော့မသိရသေးပါဘူး။သေကန် drone နဲ့ပြည်တယ်လို့ယူဆရတယ်။တမာကုန်းကနေလက်နက်ကြီးနဲ့ပြစ်လို့ရန်ကိုတော်ထိမှန်ပစ္စည်းလို့လည်းယူဆရတယ်။သေးသေးဖြစ်ရင်မကတော့သေချာကိုမသိရသေးပါဘူး။ပေါက်ကွင်းမှုကြောင့်နှစ်ဦးသေးတယ်။နှစ်ဦးကတော့ဒဏ်ရာရရှိထားတယ်။ဒီဆုံးဒဏ်ရာတွေကတော့ကြောက်မြက်ကုမ္ပဏီကလူသားတွေပါလို့လည်း KIA သတင်းမြစ်ကဖော်ပြထားပါဗျ။ဒီကောင်စီတက်ဟာယနေ့ဇွန်လ3ရက်နေ့နဲ့7日45မိနစ်ချိန်မှာဗေလ31ရက်နေ့မှာပတ်ကံ့မြို့နယ်လုံကင်းကြည်ရအုပ်စုအောင်စီစွာလောက်ွက်မှာရှိတဲ့တစ်တစ်တစ်ကုမ္ပဏီပိုင်း ်အားများနဲ့ကြောင်းမြေလုတ်ကွက်အဆောင်တွေကိုဝင်ရောက်မိရှုဖြစ်စုမှုများနဲ့လုဆောင်ခဲ့သူကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အစိုးရချမ်းချမ်းကိုစားတော်လိုင်းဖွဲ့တွေစီငွေကြေးထောက်ပံ့နေရလို့ဆွဆွေးကြတဲ့ဤတွင်းကမျိုးသားမျိုးသမီးနှစ်ဦးကိုဖမ်းဆီးလိုက်တယ်လို့စစ်ကောင်စီကဇွန်လနေ့ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ မန်စီကန်သူနှစ်ဦးကအွန်လိုင်းကနေဈေးရောင်းချနေသူမန္တလေးမြို့ကျန်းရေးတာဆန်မြို့မှာနေတဲ့မက်ဖြူဖြူနဲ့ရန်ကုန်မြို့တောင်ငူမြို့နယ်မှာနေတဲ့ကိုဖုံးမြောင်တို့ဖြစ်ပါတယ်။သူနှစ်ဦးကဧပြီလနဲ့မေလပြည့်မှာဖန်စီကန်ခဲ့ရတာဖြစ်ပါတယ်။သူနှစ်ဦးကပြပရောက်ဆိုတော့ချမ်းချမ်းအွန်လိုင်းကရောင်းချပေးတဲ့လူသုံးကုန်ပစ္စည်းတွေကိုပြီးတော့မှဖြန့်ဖြူးတာရလာတဲ့ငွေကြေးကိုတော်လိုင်းအဖွဲ့တွေစီထောက်ပံ့တာလို့စစ်ကောင်စီကနေပြီးဆွဆွဲပြောဆိုထားပါတယ်။ပန်းသူတို့နှစ်ဦးကတော့ဘယ်ပုတ်မှတွေနဲ့မှုဖွင့်ထားတယ်ဆိုတာကတော့စစ်ကောင်စီကမဖော်ပြထားပါဘူး။၂၀၀၊၃၀၀ဆိုတော့ဘာမှမဟုတ်ဘူး။ဒါပေမဲ့လေအဲ့ဒီပတ်စံတွေအားလုံးက ကယ်ဒုက္ခရောက်နေတဲ့လူတွေအတွက်ကိုသွားဖို့အတွက်ကိုအမပြင်ဆင်ပေးထားတဲ့ပတ်စံတွေဒီအလူငွေတွေဆိုတာကသူများအတက်ကိုတတ်ဖို့အတွက်ငွေတွေပြင်ဆင်ထားတာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီငွေတွေကိုမျက်မျောတာမျက်မျောတာသာကို့အတွက်မဟုတ်ဘူးအမအတွက်သာအမသုံးဖို့အတွက်ဆိုလို့ရှိရင်အမအိတ်အိတ်တွေဆ ਾਇ ရောက်တယ်အမဒေါ်လာနဲ့ရောက်မှာဒေါ်လာနဲ့ရောက်လို့ရတယ်ညီမပြီကိုပို့ပြီးတော့ တိုင်နေပတ်နေတာဘာအကြောင်းမှမရှိဘူးဒါပေမဲ့အဲ့ဒီပစံတွေကဩငလျင်တင့်တဲ့လူတွေခလာစစ်ဘေးတင့်တဲ့ကလေးတွေစားဖို့တောက်ဖို့အတွက်မရှိတဲ့နေရာတွေမှာလှူဖို့အတူဆိုဆိုအသက်ကြီးတဲ့အပိုးပွားတွေစိတ်ရုံမှာလာပြီးဖြစ်ထားတယ်စိတ်မောကလည်းမရှိဘူးထောင်ထဲအမျိုးသမီးနိုင်ငံတွေဟာအပြိုင်ဆိုင်လှုပ်ရှားနေကြပါတယ် New World Order လို့ခေါ်တဲ့ Order အသစ်တိဆောက်တဲ့အချိန်မှာနေရာမရလိုက်တဲ့သူတွေဟာနှစ်ပေါင်းများစွာနေရာမရဖြစ်သွားတတ်ပါတယ်အဲ့ဒါကြောင့်အပြိုင်ဆိုင်နေရာလူကြတာပါ order အတိဖြစ်သွားပြီဆိုလို့ရှိရင် နေရာတောင်းရတာနောက်ပိုင်းကျမှတောင်းရတာခက်တတ်ပါတယ်အဲ့ဒါကြောင့် order အတီးမဖြစ်သေးခင်မှာအပြိုက်ဆိုင်လှုပ်ရှားကြတာပါကျွန်တော်တို့မြန်မာနိုင်ငံမှာຫນွေဥဒေါ်လာရေးဖြစ်နေပါတယ်တနည်းအားဖြင့်ပြောလို့ရှိရင်အလွန်ပြင်းထန်တဲ့ပြည်တွင်းစစ်ကြီးဖြစ်နေပါတယ်အဲ့ဒါလို့ပြည်တွင်းစစ်ကြီးဖြစ်ပွားနေတာဟာလေပြည်တွင်းမှာ order အတိတ်တိစောက်နေတာပါပဲအဲ့ဒါလို့အချိန်ပြိုးမှာတိုက်နိုင်တဲ့သူကနေရာရသွားတတ်ပါတယ်နိုင်ငံရေးခေါင်းဆောင်တွေလည်းအဲ့ဒါလို့ပါပဲဒီကာလမှာလှုပ်ရှားခေါင်းဆောင်တဲ့သူကနေရာရမှာပါပဲတမိုင်းကြရမှာပါပဲ ဒီကာလမှာဘာမှမလုပ်တဲ့သူဟာတော်လိုင်းပြီးသွားရင်ဘာမှဟုတ်တော့မှာမဟုတ်ပါဘူးဒီကာလမှာ order အပြောင်းလဲတွေလည်းအများကြီးဖြစ်နေပါတယ်ဥပမာတစ်ခုပြောပါမယ်88ငိမ့်ပွင့်အဖွဲ့ဟာအရင်ကတူညီတဲ့မူဝါဒအောက်မှာတူးချင်းစီထင်ရှားတဲ့ចောင်းသားခေါင်းဆောင်ဟောင်းနေနဲ့စူးစိခဲ့တာပါအခုတော်လိုင်းဖြစ်ပွားပြီးတဲ့နောက်မှာတော့ရက်တီချက်တွေကွဲလွဲကုန်ကြပါတယ်လှုပ်ရှားပုံတွေကလည်းမတူညီကြတော့ပါဘူး အဲ့ဒါကြောင့်88ငိမ့်ပွဲဆိုတဲ့နာမည်ကိုဘယ်သူမှမပြောကြတော့သလိုတော်လိုက်ပြီးတော့လည်း88ငိမ့်ပွဲဆိုတာပြန်ပေါ်လာဖို့အကြောင်းကတိတ်နေသွားပါပြီ။လာရှုနာကဟန်နာကြေးရွာအုပ်စုနားလိုင်ရွာမှာ SSPP SSA ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ကိုကတပ်ဖွဲ့ MNDAA တို့တိုက်ပွဲဖြစ်တယ်လို့ SSPP ရှမ်းမြောက်ဘက်ကသတင်းထုတ်ပြန်ပါတယ်။ဇွန်လ1ရက်နေ့မွန်းလွဲ2နာရီလောက်မှာတိုက်ပွဲစတင်ဖြစ်ပွားပြီးတော့မွန်းလွဲ2နာရီခွဲချိန်ထိတိုက်ပွဲချိန် တနိုင်ခွဲလောက်ကြာတယ်လို့ဆိုရတယ်။အဲ့ဒီတိုက်ပွဲကိုကိုကန့်ကစတင်ပြီးတော့အလစ်အငိုက်ချုံခိုတိုက်တယ်လို့ရှမ်းမြောက်ကသတင်းထုတ်ပါတယ်။ဒါပေမဲ့အပြစ်ထန်တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာကိုကန့်ဘက်ကပဲတပ်သား၈ယောက်ကြာဆုံးတယ်လို့သတင်းထုတ်ပြပါတယ်။ရှမ်းမြောက်ဘက်ကအကြဆုံးရှိမရှိကိုတော့ဘာမှရေးသားထားတာမတွေ့ရပါဘူး။နားလိုက်ဘက်မှာစတင်ပြီးတော့တိုက်ပွဲဖြစ်ပွားပါတယ်။ဟန်နာကြေးရနာမှာနောက်တစ်ချိန်ထပ်ဖြစ်တယ်လို့ဆိုပါတယ်။ဒီသတင်းဟာသတင်းဆိုးပါ။อืม တော်လိုင်းတက်ဖို့လေကြားထဲမှာပြစ်ခတ်မှုဖြစ်ပွားတာဟာအလွန်မကောင်းတဲ့ကိစ္စပါစစ်ကောင်စီတိတ်ကြိုက်မဲ့သတင်းမျိုးပါအေဗီလာနှောင်းပိုင်းကလေးကရှမ်းမြောက်နဲ့ကိုကအကြမှာတိုက်ပွဲ၈ကြိမ်ဖြစ်ပွားခဲ့တယ်လို့ SSPP ရှမ်းမြောက်ဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကတော့ကြာဆုံးတာမရှိခဲ့ပါဘူးအခုတော့ကြာဆုံးတဲ့အချိန်၄ထိဖြစ်လာတယ်ဆိုတာဟာຫນွေဦးတော်လိုင်းရေတစ်ခုလုံးအပေါ်မှာပါဂဲရရိုက်လာနိုင်တဲ့ပြဿနာကြီးတစ်ခုလို့ဆိုရမှာပါ ရှမ်းမြောက်နယ်ကိုကန့်အကြားမှာဆွေးနွေးမှုတွေရှိပါတယ်ဒါပေမဲ့မပြေလည်ခဲ့ပါဘူးစစ်ကောင်စီကိုဆန့်ကျင်တော်လှန်တဲ့တော်လှန်ရေးမှာကိုကန့်ကအင်အားကြီးကြီးမားမားနဲ့ထိထိရရပါဝင်ခဲ့ပါတယ်အဲ့ဒါကြောင့်လဲဩစာတက်ခဲ့ပါတယ် SSPP ရှမ်းမြောက်ကတော့စစ်ကောင်စီနဲ့တိုက်ခိုက်တာမရှိသလောက်ပါပဲအလွန်နေပါတယ်တိုက်ပွဲသေးသေးလေးတွေနည်းနည်းပပလောက်ပဲရှိပါတယ်ပြည်တော်စစ်ကာလတော်လှန်ရေးကာလမှာတိုက်ရဲတဲ့သူကရတာပါပဲ တိတ္တညာနှစ်ခုဆက်စင်ရဲ့ဒုတိယပိုင်းပြီးတော့တကယ်တိုက်တဲ့သူတွေလက်ထက်မှာမြို့တွေရောက်ကုန်ပါတယ်အရင်က SSPB ရှမ်းမြောက်တွေစကန်တချို့နေရာချထားတဲ့နေရာတွေဟာတိတ္တညာနှစ်ခုဆက်စင်ရဲ့ပြီးတော့ကိုကန့်နဲ့ပလောင်တို့လက်အောက်ကိုချက်ရောက်သွားပါတယ်ဒါကလည်းတိတ်အထူးဆန်းတော့မဟုတ်ပါဘူး SSPB ကတိုက်ပွဲကရှောင်ထွက်နေချိန်မှာကိုကန့်နဲ့ပလောင်တို့ကစစ်ကောင်စီတပ်တွေကိုတိုက်ပြီးတော့တိတ်ယူလို့ရသွားတာပါရွေးကောက်ပွဲစနစ်မှာအချိုးကျခွဲယူတဲ့ PR ဆိုတာရှိပေမဲ့စီးရဲမှာတော့ နိုင်သူအကုန်ယူတာပါပဲအရင်က SSPP ရှမ်းမြောက်နယ်မြေတချို့မှာရှိတဲ့တိမ့်နီကုတ်ခိုင်နန်ခမ်းတို့ဟာကိုကနဲ့ပလောင်လက်ထဲကိုရောက်ကုန်ပါတယ်ရှမ်းမြောက်မှာအဲ့ဒီနေရာတွေမှာအရင်က SSPP ရဲ့နယ်မြေတချို့စခန်းတချို့ရှိခဲ့တာပါအဲ့ဒါလိုရောက်သွားတဲ့အထက်မှာ SSPP viewer 30ထိုင်ခဲ့တဲ့နတ်မရွာလည်းပါသွားပါတယ်နတ်မရွာဆိုတာဟန်နာနာကရွာပါပဲအခုတိုက်ပွဲဖြစ်တဲ့နေရာတွေပါပဲ နတ်မရွာကအကြောင်းပြီးသွေးထွက်ပါတယ်စီဝါရေးဂွင်ကောင်းတစ်ခုပါအရင်ကစစ်ကောင်စီရဲ့လက်ဝေခံမန္တလေးခြေဆိုင်ငွေပလဲကုမ္ပဏီကအဲ့ဒီနေရာမှာကြောင်းပြီးသွေးထွက်ပါတယ်အခုရှမ်းမြောက်ကအဲ့ဒီနေရာကိုပြန်လုပ်ချင်ပါတယ်ကိုကန်ကမပေးပါဘူးပြည်ထနာရဲ့အတူချုပ်ကအဲ့ဒါပါပဲအခုဒေါ်လာရေးဖြစ်လာတော့ AA ရခတက်တော်နဲ့ကိုကန်တို့လိုအဖွဲ့တွေဟာရွရွချွချွတိုက်ပြီးတော့အောင်ပွဲကြောင့်ဩဇာနဲ့တိုက်ခါကြီးမားလာပါတယ်ဒါပေမဲ့ ဝပီသွေးစည်းညီညွတ်ရေးတက်မတော်တို့ SSPP ရှမ်းမြောက်တို့ RCSS ရှမ်းတောင်တို့ကတော့ဒီဒေါ်လာရေးကိုလက်ဆောင်ပြီးတော့ကိုရှိတဲ့အင်အားကိုခိုင်မာအောင်တိုးတက်အောင်လုပ်မယ်လို့ကြံစည်ထားကြပုံရပါတယ်။ရှမ်းပြည်နိုင်ငံကြီးဟာအလွန်ဆွေးရည်ကြကောင်းပါတယ်။လူမျိုးလည်းများပါတယ်။လူမျိုးကြီးတွေရောလူမျိုးငယ်တွေရောရှိပါတယ်။စစ်တပ်တွေလည်းများပါတယ်။နိုင်ငံရေးအမြင်ကလည်းဆုံးလင်းပါတယ်။ရှမ်းနိုင်ငံရေးသမားတွေဟာတော်လိုင်းရေးကာလတခြားလုံးမှာဝါကိုကံပလောင်တို့ရဲ့လှုပ်ရှားမှုတွေကိုရင်တထိတ်ထိတ်နဲ့ ကြည့်နေတဲ့ပုံစံမျိုးပါပဲသူတို့ကိုယ်တိုင်ကတော့စစ်ကောင်စီကိုတော်လန်နဲ့တော်လန်ရဲ့အလုပ်မှာဘာမှမမေရရမလုပ်ပါဘူးတော်လန်ရဲ့အဖွဲ့အချင်းချင်းပေါ်မှာမယုံကြည်စိတ်ကကြီးစိုးနေပြီးစိုးရိမ်စိတ်ကများနေပြီးစစ်ကောင်စီနဲ့ပဲပြည်လည်အောင်ပေါက်ပါတယ်ဒီလိုအခြေအနေမျိုးတွေအောက်မှာထိုင်းကတက်ဆင်ကဝါအဖွဲ့ကိုတော့ချောက်ပေးနေပါတယ်ဟွန်းစင်ရိုင်းတွေကိုဖမ်းတဲ့အခါမှာတော့ချောက်ပြီးတော့ ကျုံ့သွင်းတဲ့ပုံစံမျိုးနဲ့တွေ့နေပါတယ်ဝါကိုမလှုပ်လှုပ်အောင် လုပ်နေပါတယ်ဝါကလည်းစည်ရပြတာတွေစည်ရလေ့ကျင်တာတွေကိုလှုပ်ပြပါတယ်သိပ်မကြခင်တုန်းကလည်းဝါတောင်မှရှိတဲ့ဒေတာတချို့ကိုထိုင်းနေမြေလို့ပြောဆိုတာမျိုးလှုပ်လိုက်ပါသေးတယ်ဝါကိုမနဲ့နဲ့အောင်မလှုပ်လှုပ်အောင်တွန်းနေတာကတော့အမှန်ပါဘာကြီးရွက်ချက်လဲဆိုတာကတော့သိပ်မထင်ရှားသေးပါဘူးတက်စင်ဟာစစ်ကောင်စီနဲ့လည်းအလွန်ရင်းနှီးသူဖြစ်တယ်လို့အမေရိကန်နဲ့လည်းနှိစက်သူဖြစ်တဲ့အတွက်သူ့ခြေလှမ်းတွေဟာ တတိထားကြရဖြစ်ပါတယ်စစ်ကောင်စီအလိုကြဝါကိုရန်စနေတာလားဆိုတာစဉ်းစားစရာရှိပါတယ်ဖြစ်နိုင်ရင်နဲတယ်လို့ထင်ရပါတယ်စစ်ကောင်စီကိုယ်တိုင်ကဝါကိုတွားလှုပ်နှိုးခြင်းနဲ့ဆန္ဒမရှိပါဘူးဝါကိုသူ့ဘာသာဇေယျပြီးတော့အိပ်ပျော်နေအောင်ပခက်ကလေးတောင်မှလွှဲပေးခြင်းတာပါတရုတ်ကကြားဖြတ်အကြောင်းပြပြီးရှမ်းပြည်နိုင်ငံမှာတစုံတရာကင်လှုပ်ခဲ့တယ်လို့မျိုးထိုင်းကလည်းဝင်ပါခြင်းနေတာပါလား ထိုင်းကသူသွန်းနဲ့သူဝင်ရှုတ်လောက်အောင်တော့အင်အားမကြီးပါဘူးဝိဟာရဖျားเจ้าကိုအကြောင်းပြုပြီးတော့ကမ္ဘောဒီးယားနဲ့တိုက်ပွဲဖြစ်မှာဟုတောင်းမှလိုလားတာမဟုတ်ပါဘူးအဲ့ဒီပြဿနာကမှသူတို့အတွက်နှစ်ပေါင်းများစွာမဖြေရှင်းနိုင်သေးတဲ့တကယ့်ပြဿနာပါဒါပေမဲ့ထိုင်းဟာအမေရိကန်နဲ့နှိစက်သူဖြစ်တဲ့အတွက်အမေရိကန်ကြောထောက်နောက်ခံနဲ့မွေးရစီဝါဆန့်ကျင်ရေးတိုက်ပွဲဆိုတာမျိုးကိုများလှုပ်ချင်နေသလားဆိုတာစဉ်းစားကြပါအမေရိကန်ကနောက်ဖက်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ humanitarian corridor နဲ့ရခိုင်ဘက်လှည့်ဝင်မှုခြေလှမ်းပြင်နေပါတယ်ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားတွေရောဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ကပါအဲ့ဒီကယ်ဆယ်ရေး corridor ဆိုတာကိုသွေးစွနေတဲ့စင်ကြံမာလို့ပြောပြီးပယ်ချတဲ့အတွက်မိုဟာမက်ယူနွတ်စ်တောင်မှအခုအကြက်တွေ့နေပါတယ်တက်ဆင်ပြောနေတဲ့ဇာတ်ရည်ဟာအမေရိကအမေရိကန်ရဲ့ plan B လားဆိုတာစဉ်းစားကြပါတရုတ်ကသာဆွတ်ဖက်နေတာပါမနေ့ကကျွန်တော်သုံးသက်ချက်တင်တော့လေ တရုတ်ကသာဆက်ဖက်နေတာပါအမေရိကန်ကဒါမျိုးမလုပ်ပါဘူးလို့ထင်နေတဲ့သူတယောက်ရှိတယ်ဆိုတာတွေ့လိုက်မိပါတယ်တကယ်တော့ကမ္ဘာနိုင်ငံရေးကိုသဘောပေါက်ရင်ခြေလန်းတွေကရှင်းရှင်းလင်းလင်းကြီးမြင်သာပါတယ်ရှုပ်ခွေရလို့ရှိရင်တရုတ်ကလည်းရှုပ်မှာဖြစ်တယ်လို့အမေရိကန်ကလည်းရှုပ်မှာပါပဲအဲ့ဒီတယောက်ကတော့အမေရိကန်ကိုယုံကြည်အားကိုးစိတ်ကြီးတဲ့အတွက်မမြင်နိုင်တာဖြစ်ပုံရပါတယ်ဆောစောကကျွန်တော်ပြောသလိုကမ္ဘာနိုင်ငံရေးဟာလည်း New World Order အတွက်နိုင်ငံတိုင်းကယုံကန်နေတဲ့ခက်ပါ အဲ့လိုရုံးကန်နေကြရတဲ့အထက်မှာအမေရိကန်လိုကမ္ဘာနံပါတ်1နိုင်ငံရောတရုတ်လိုကမ္ဘာနှစ်နိုင်ငံမှာပါဝင်ကြပါတယ်ရုရှားလည်းပါတယ်ဆိုတာကတော့ညင်းစရာမလိုတော့အောင်တိတ်ပြီးတော့ထင်ရှားနေပါတယ်မြမအရေးကိုပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ရှမ်းပြည်နိုင်ငံရေးဟာတိတ်ရှုပ်ထွေးပါတယ်ရှမ်းပြည်ရေးရှုပ်ထွေးတယ်လို့မြမနိုင်ငံရေးတစ်ခုလုံးကလည်းရှုပ်ထွေးပါတယ်ဝါတဲ့ရှမ်းပြဒနာရှိနေတာမကောင်းပါဘူးကိုကန့်နဲ့ရှမ်းပြဒနာရှိနေတာမကောင်းပါဘူးပလောင်နဲ့ကချင်ပြဒနာရှိနေတာမကောင်းပါဘူး ရှမ်းမြောက်ရှမ်းတောင်ပြဿနာရှိနေတာမကောင်းပါဘူးရခိုင်နဲ့ချင်းနဲ့ပလောဝပြဿနာရှိနေတာလည်းမကောင်းပါဘူးချင်းတောင်နဲ့ချင်းမြောက်ပြဿနာရှိနေတာလည်းမကောင်းပါဘူးချင်းဘရဒါဟုတ်စ်နဲ့ CNF ကိုဆွလို့တာပါ NUG နဲ့ဘုံနဂါ PLA local အဖွဲ့တွေပြဿနာရှိနေတာလည်းမကောင်းပါဘူးအဲ့ဒါလို့မကောင်းတဲ့ကိစ္စတွေကလည်းတော်တော်များပါတယ်အဲ့ဒါလို့များတဲ့အထက်မှာကြည်ပေါက်ယုံတာမကအသေးအပြောက်ပါရှိလာတာကတော့တော်လန်ရေးအတွက်အချက်ပေးခေါင်းလောင်းသတိပေးခေါင်းလောင်း ထိုးလိုက်တယ်လို့ပါပဲအခုဒီချိန်ဒေါ်လာရေးဟာစစ်ကောင်စီကိုဖျောက်ချဖို့အတွက်အကောင်းဆုံးအခွင့်အရေးပါပဲဒီလိုအခွင့်အရေးမျိုးဟာနှစ်ခါပြန်ရဖို့ခဲရင်တက်ပါတယ်ဒါပေမဲ့1988ခုနှစ်တုန်းကပထမတစ်ချိန်ရခဲ့မှုပါတယ်တိုက်ပြည်တပြည်လုံးပြည်သူလူထုကြီးကစစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ကြပါတယ်အဲ့ဒီအချိန်တုန်းကဝကိုကမိုင်လာကချင်တို့ကသာဗမာပြည်ကွန်မြူနတီပါတီကိုပုံကံပြီးတော့ဆက်အာနာရှင်နဲ့တွားပေါင်းတာမျိုး မလုပ်ခဲ့လို့ရှိရင နိုင်ငံရေးအခင်းကျင်းကတမျိုးဖြစ်နိုင်ပါတယ်စစ်အာဏာရှင်ဟာပြုတ်ကျသွားနိုင်ပါတယ်ပြုတ်ကျဖို့ခက်တဲတဲပဲလိုတော့တာပါမိုင်းရန်တိုက်ပွဲလို့မဲတော်တိုက်ပွဲလို့လို့တိုက်ပွဲကြီးတွေကိုပြန်လည်လာကြည့်ရင်စစ်အာဏာရှင်ကိုဖြုတ်ချနိုင်လောက်အောင်အခြေအနေကောင်းခဲ့တယ်ဆိုတာသိနိုင်ပါတယ်အဲ့ဒီတော့ကအားလုံးညီညွတ်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီကလေးကစစ်အာဏာရှင်စနစ်ပြုတ်ကျသွားနိုင်ပါတယ်အဲ့ဒီအချိန်မှာတော့ဖြုတ်မချနိုင်ခဲ့တော့နောက်ထပ်အခွင့်အရေးတစ်ခုပေါ်လာဖို့အတွက်အနည်း20 30 ထပ်ပြီးတော့ကြတော့စူးစမ်းကြအချိန်ဆောင်ရပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံကတော်လှန်ရေးဟာဆရာနာရှင်ကဖြိုလို့ပြူရတာထက်ကို့ဘာသာဖြိုလို့ပြူတာမျိုးကပို့ပြီးတော့များနေပါတယ်။ကရင်ကတိုက်နေတဲ့အချိန်မှာကချင်ကငင်းချမ်းရေးယူပြီးတော့ဆရာနာရှင်နဲ့ပေါင်းပါတယ်။ကချင်ကတိုက်တဲ့အချိန်ကျတော့လေကရင်ကအပြစ်ရဲ့လက်မှတ်ထိုးပြန်ပါတယ်။ဆရာနာရှင်အသက်ဆက်ရှင်နေတာဟာသူတို့ကတော်လွတ်လို့မဟုတ်ဘဲတော်လိုင်းအင်အားစုတွေ မညီညွတ်လွတ်လွဖြစ်နေတာကပုံများပါတယ်စစ်အာဏာရှင်ကအဲ့ဒီမညီညွတ်လွတ်ပေါ်နေတဲ့အဲ့เจ้าမှာတတ်ဝင်ရှိပါတယ်ကိုလူတွေကအကွဲเจ้าပေါ်နေလို့အဲ့ဒီအကွဲเจ้าထဲမှာစစ်အာဏာရှင်ကတတ်ဝင်ရိုက်သွားတာမျိုးပါအခုလည်းတမိုင်းမှာမကြုံစဘူးအလွန်ထုခဲ့တဲ့ကြုံတော့ကြုံခဲ့အခွင့်အရေးကြီးရနေပါတယ်ဒါပေမဲ့ညီညွတ်ဖို့စိတ်ကူးမရှိကြသေးပါဘူးညီညွတ်ရေးကအရေးကြီးတယ်လို့ပြောလို့ရှိရင်ဘယ်သူမှမငင်းကြပါ့မယ့် ဘသူမှလည်းလက်တွေ့မှာတိတ်ပြီးတော့မလေးနဲ့ကြပါဘူးဘုံနေညီညွတ်ရေးမကြည့်ဘူးလားလို့မေးကြည့်ပါအေးမကြည့်ဘူးလို့ပြောတဲ့အဖွဲ့ကတစ်ဖွဲ့မှရှိမှာမဟုတ်ပါဘူးဒါပေမဲ့ဘယ်အဖွဲ့ကများညီညွတ်ရေးအတွက်လေးလေးနက်နက်စီယုံနေပါလားလဲကိုအစုနဲ့ကိုတိုက်လို့ရှိရင် စစ်ကောင်စီကိုနိုင်လိမ့်မယ်လို့ထင်တလုံးနဲ့ဘဝင်မြင့်နေတဲ့သူကများပါလေတကယ်တော့ထင်သလောက်မလွယ်ပါဘူးအာမနာတန်းပြောပါမယ်မစည်းလုံးလို့ရှိရင်ရှုံးပါလိမ့်မယ်อืม အင်းစိန်အထိဝိုင်းထားပြီးတော့ရန်ကုန်အစိုးရကွက်ကွက်ကလေးပဲကြံတဲ့အခြေအနေရောက်ပြီးမှတောင်မှပြန်ရှုံးခဲ့တာရှိခဲ့ဘူးတည်းဆိုတာကိုကျွန်တော်တို့သတိရဖို့လိုပါတယ်အခုဟာကအဲ့ဒါလောက်အထိတောင်မှအခြေအနေကောင်းသေးတာမဟုတ်ပါဘူးတပ်ပေါင်းစုဖွဲ့ပါလို့အလုံးကပြောနေကြပါတယ်ပြည်သူတွေကလည်းပြောနေကြပါတယ်ဒါပေမဲ့တပ်ပေါင်းစုဆိုတဲ့စကလုံးကိုမတော့ရဘူးလို့သဘောတူထားတဲ့အဖွဲ့တွေရှိရဆိုတာသိကြပါသလား တော်တော်များများကတော့တိကျပြီးဖြစ်မယ်လို့ထင်ပါတယ်မတိကျသေးတဲ့သူတွေတော်တော်ရှိနေသေးတယ်ဆိုလို့ရှိရင်တော့မတက်နိုင်ပါဘူးနာမည်တွေကိုတနေ့မှထုတ်ပြောသေးရင်ပြောရမှာပါပဲစီလုံးညီညွတ်ရယ်ပြည်သူလူထုကိုစန့်ကျင်တဲ့အလုပ်တွေမလုပ်ရယ်ဒီဒေါ်လာကြီးမုတ်ချအောင်မြင်ပါပါအောင်မြင်ဖို့နည်းနည်းပဲလိုတော့တယ်လို့ပြောလို့ရှိရင်ရနေပါပြီ။ဒါပေမဲ့မစည်းလုံးရင်တော့ရှုံးမှာပါ။ဒီဒေါ်လာကြီးကစစ်ကောင်စီဖျက်လို့တော့မပြတ်ပါဘူး။ကိုယ့်ဘာသာဖျက်မှာပြတ်မှာပါ။ ို့ဘာသာဆိုတာတိုင်းရင်းသားတွေရော ပြည်မနေတော်လှန်ရေးသမားတွေရောအားလုံးကိုဆွလို့တာပါတိုင်းရင်းသားအချင်းချင်းဗမာအချင်းချင်းတိုင်းရင်းသားနဲ့ဗမာအချင်းချင်းဆိုတော့တော်လှန်ရေးသမားတွေအချင်းချင်းသာပြန်ချကြရယ်တော်လှန်ရေးမှာမအောင်မြင်သေးခင်မှာအမွေခွဲခြင်းဝေစုခွဲခြင်းတွေကြလို့ရှိရယ်ရှုံးပါလိမ့်မယ်အခုရှမ်းမြောက်နယ်ကိုကတိုက်ကြတာဟာတော်လှန်ရေးကြီးအတွက်3ပေးခေါင်းလုံးတာပါဒါမျိုးပြဿနာတွေတခြားလည်းရှိပါသေးတယ်အဲ့ဒါလိုပြဿနာတွေကို ရက်နိုင်အောင်ရက်ကြဖို့မဖြစ်မနေလိုအပ်ပါတယ်မရက်နိုင်မဲနဲ့တိုးပွားလာရင်ဒေါ်လာရေးရှုံးပါမယ်ဒေါ်လာရေးရှုံးရင်စစ်ကောင်စီကြောင်းလည်းမဟုတ်ဘူးပြည်သူတွေတာဝန်မကျေလို့လည်းမဟုတ်ဘူးဒေါ်လာရေးခေါင်းဆောင်တွေတာဝန်မကျေလို့သာပြက်ချင်ပြက်ဆရာရှိတယ်လို့ဝန်내စွာဖြစ်အထူးဝန်내စွာဖြစ်သတိပေးလိုက်ရပါတယ်ခင်ဗျာ